ာသိစစ်တပ်အလို့စားပြုလုပ်တဲ့တေဂီတာဖျော်ဖြေပွဲတွေမှာခံဝင်တဲ့ပြန်လည်လာတဲ့အနေပညာရှင်တွေကိုဖျော်ဖြေခိုင်းတဲ့နေလို့တက်လော်ဘီတွေကတောင်းဆိုနေပါတယ်။မြန်မာနိုင်ငံမှာအာနာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ဆန္ဒပြပွဲတွေမှာပါဝင်ပြီးတိုင်းပြည်စုဝေါင်းလုပ်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့နာမည်ကြီးအနေပညာရှင်တွေကိုအာနာသိမ်းစစ်တပ်ကဖမ်းဆီးထောင်ချခဲ့ပါတယ်။ဖမ်းဆီးခဲ့တဲ့အနေပညာရှင်တွေကတချို့ကိုခံဝင်နဲ့ပြန်လွှတ်ပေးခဲ့ပြီးတရုတ်ဆောင်လူမင်း၊ပြည်တီဦး၊အင်ဒရာကျော်စင် ပိုင်တကုံနဲ့ အဆိုတော်ပုဗ္ဗအစာရှိတဲ့နုပညာရှင်တွေကိုလူမှုရေးပြစ်ဒဏ်အဖြစ်ဖျော်ဖြေခိုင်းတဲ့နယ်လို့ဆိုပါရယ်။ခံဝင်တဲ့လွတ်လာတဲ့နုပညာရှင်တွေကိုဒီလိုဖျော်ဖြေခိုင်းတာဟာသူတို့ကြောင့်ဘဝပြတ်ခဲကြရတဲ့စီဒီယံဝန်ထမ်းတွေထက်စာရင်ဒီပြစ်ဒဏ်ဟာဘာမှမပြောပါလောက်ဘူးလို့လည်းဆွဆွဲပြောဆိုထားပါသေးတယ်။ဒါပြင်နိုင်ငံရေးသမားအနည်းပညာရှင်တွေကိုအလုပ်ပေးခြင်းနဲ့လုပ်ငန်းရှင်တွေကိုလည်းသွေရတာယုံဟုတ်မဟုတ်စစ်မေးသင့်ပြီးတင်တာတွေလည်းချမပေးသင့်တယ်လို့အခွန်ဆောင်တာတွေကိုလည်းစစ်သင့်တယ်လို့ဝါဒပြန်ထားပါသေးတယ် လက်ရှိမှာတော့အာနာသိန်းစစ်တပ်ကလုံငင်းချမ်းသာကွင်းနဲ့ပြန်လွှတ်ပေးခဲ့တဲ့အမှုပညာရှင်တွေလည်းရှိသလိုအစင်းထောင်ထဲမှာမတရားဖက်စီပြစ်ဒဏ်ချခံရတဲ့အမှုပညာရှင်တွေလည်းများစွာရှိနေပါသေးတယ်ရှင်။